အင်္ဂါသာသမိများအတွဲတပတ်တာကာလမှာတွေ့ကြုံရမယ့်ခံတရားပါအဲ့တော့ကျွန်တော်တဲတော့နမိတ်ဖတ်ပေးတာပါနော်အပတ်တိုင်းတောက်ကြနေညနေ6:00နာရီဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပြနေတာဖြစ်ပါဒီဟောသတန်းလေးရဲ့တက်တန်းဆိုရင်လည်းတော်တော်လေးကြာမြင့်ခဲ့ပြီလို့ပြောမယ်ဆိုရင်တော့ပြောလို့ရပါတယ်ဟောသတန်းစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရောမင်္ဂလာကျမ်းနေပြီးတော့တည်င်းစကားလေးတွေပါခြင်းပါတယ်နံပါတ်1ကကျွန်တော်တို့ အာလနဲ့လတိုင်းတရက်နေ့တိုင်းဖွင့်နေကြဖြစ်တယ်ဗေဒင်လက္ခဏာတင်တဲ့ဒီလလည်းရှိပါတယ်နော်တရက်နေ့စပါမယ်အဲ့တော့ဗေဒင်တင်တဲ့တဲ့ကျွန်တော်ရဲ့သူတွေကကျွန်တော်တို့တရက်နေ့ကိုအရောက်လာခဲ့ရမှာဖြစ်ပါတယ်ရက်ွက်ဥချွေမှုထောက်ကန်တာရဲသကန်းထောက်ကန်တာလေးတွေတော့ယူဆောင်လာခဲ့ဖို့ဖြစ်ပါတယ်နောက်တစ်ခုကယူတော်မင်္ဂလာချံကိုဗိုလ်တုံးတွေကလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ယူတော်မင်္ဂလာချံအကြောင်းမျိုးနဲ့မလာရောက်နိုင်တဲ့လူတွေက online ကနေပြီးတော့မေးလို့ရပါတယ်နော်။ဟောစတန်းမာလို့ရတယ် မိမိတို့ရဲ့အကြောင်းချင်းကိစ္စအခက်အခဲလိုက်ဗီဒီမေးခြင်းနဲ့ဆိုရင်39 692 359ဆိုတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်။နောက်ကျွန်တော်ရဲ့အနေနဲ့ရမှာကြီးတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအရေးကြီးတဲ့ပွဲတစ်ပွဲဖိတ်ပါမယ်။အဲ့ဒီပွဲကဘာပွဲလဲဆိုတော့၄ရက်၁၇လ2025အဲ့နေ့ဟာဒဇောင်းမုံလာပြည့်နေ့ဖြစ်ပါတယ်။ဒဇောင်းမုံလာပြည့်နေ့ညဟာစေပေါင်းခါတဲ့ညဖြစ်ပါတယ်။အဲ့ဒါတော့မလာပြနေညာစေပေါင်းခါတဲ့ညမှာကျွန်တော်တို့ယူရိုမင်္ဂလာကျမ်းမှာဈေးခေါ်လက်ပွင့် မျက်နှာပွင့်ပြရစေစေဖို့ပွဲကြီးရှိပါတယ်ညိုက်လာခဲ့ကြပါနော်ကျွန်တော်တို့ဒီမှာအတူတကွာစေဖို့ပွဲကျင်းပကြပါမယ်အဲ့တော့တနင်္ဂနွေစာစနေစုံအပျော်စင်9ယောက်ကတန်လိုက်တုံးကိုမုံချင်းစီနဲ့တွေးတယ်ခြေရေတက်တယ်မိထွန်းတယ်အပေါ်တက်လာတဲ့မိုင်းတွေကိုယူတယ်ပေါ့နော်ဘေးကလူပေါင်းများစွာကမြေတားတုတ်တွေအုံကာရာတွေအဲ့ဒါကိုတရဆက်ရွတ်တာလောင်မလာပြင်းနေည7နာရီတို့ပြီးစေပေါင်းကပြီလဲဆိုတော့ အဲ့ရတွေကိုအပြိုတင်ခုနှစ်ယောက်တွေ့ရတဲ့တန်လိုက်စီတွေမုံချင်းစီတွေကိုခြေတွေစပကြီးတိခြေတွေနဲ့ဆေးပောင်းတာပေါ့အဲ့စီကဘာတွေသုံးလို့ရလဲဆိုတော့ရင်အင်တာဗျူးဖြေတာတို့အလုပ်လျှောက်တာတို့ဆိုရင်နဖူးစံစားလေးတွေတုတ်သွားတယ်အိမ်ရောက်ထွက်ကျင်တယ်ကားရောက်ထွက်ကျင်တယ်ဆိုရင်အိမ်နံပါတ်ကားနံပါတ်လေးတွေကိုတုတ်ထားတယ်ဖလားတန်တန်နဲ့မှရေတန်တဘူးထဲဆေးတော်ကြီးတစ်စက်ထည့်ပြီးတော့ဆိုင်ချစ်တွေအင်ဂျီတွေကိုပြပြန်တာအဲ့ဒါလေးကိုမနေ့မိုးလင်းရင်နဖူးစံစားလေးတွေတုတ်ထားကြများဖြင့်မျက်တနေကိုမျက်နာပွင့်တယ်လူချစ်လူခင်များတယ်ပြောစကားဆိုစကားတွေအောင်မြင်တယ် အဲ့တော့ဈေးကော်လက်ပွင့်မျက်နှာပွင့်ဈေးတော်ကြီးပေါ်ပွဲကိုတသောမုံလာပြင်းနေညမှာယူရောမင်္ဂလာချမ်းမှာကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီညမှာဖော်တဲ့ဈေးတွေကိုရောက်လာတဲ့ဧည့်သည်တွေကိုပြန်လဲပြီးတော့ဝေးပေးမှာဖြစ်ပါတယ်။ဒါကြောင့်ဈေးတော်ကြီးပေါ်ပွဲကိုညနေ၄နာရီ၅နာရီလောက်အရောက်ကြွားခဲ့ကြဖို့ဖိတ်မှန်တွေကပြုလိုက်ရပါတယ်။အဲ့တော့အင်္ဂါသသမီးတွေအတွက်ကျွန်တော်ရဲ့ဘီနာမှာတေရော့ကတ်ခုနှစ်ကတ်ချလိုပါတယ်နော်။အဲ့တော့အင်္ဂါသသမီးတွေရဲ့ပထမဆုံးအလုံးနဲ့ပတ်သက်တဲ့ကံတာတာတဲ့။ နှလုံးနဲ့ပတ်သက်တဲ့ကံတာကကြတော့ကျဲပွင့်ဧကရီဆိုတဲ့နမိတ်ကြတော့နော်ကျဲပွင့်ဧကရီနမိတ်ကကြတော့ဣဗြဟ္မကောင်းတယ်ကျဲပွင့်ရဲ့အဓိပ္ပာယ်ကြတော့အောင်မြင်ခြင်းပါပဲအောင်မြင်မှုတွေရဘယ်လိုရမှာလဲတဲ့သူကနာမည်ကြီးခြင်းတွေပါရောသက်ပြီးတော့အောင်မြင်တတ်တာပေါ့လက်ကြည့်လုံနေတဲ့အလုံးကိုင်းနေအစဉ်ပြေမယ်တိုးတက်မယ်အောင်မြင်မယ်စိတ်ချမ်းသာပြီးတော့ပျော်ရွှင်ရအောင် ိုရလိုချင်တဲ့အောင်မြင်မှုတွေကိုကိုလွယ်လွယ်ကူကူနဲ့ရနိုင်တာပေါ့သူအောင်မြင်မှုကိုရယုံမြမကဘူးတဲ့နာမည်တွေပါကြီးတတ်တယ်ကိုစီးပွားရေးအဆင်ပြေတယ်အဲစီးပွားရေးအဆင်ပြေတဲ့ကိစ္စတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာနာမည်ကုန်သတင်းအဖြစ်ကြော်ကြားတတ်တယ်ကိုအလုံးမှာအဆင်ပြေတယ်အဲ့ဒီအလုံးမှာအဆင်ပြေတာကိုလူတွေကဟောသူတော့အလုံးကိုင်းနေတော်တော်ကောင်းနေပေါ့အဲ့လိုမျိုးချီးမွမ်းထောက်ပံ့ပြုခြင်းနေတယ်ခံရတတ်ပါတယ်အဲ့တော့အလုံးနဲ့ပတ်သက်ရင်ကန္တရာကောင်းနေ အဖက်ဘက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာပျော်ရွှင်ခြင်းတွေဂျုံလာပေါ့နောက်သူကအေဂရီဆိုတဲ့ဘယင်မာတစ်ပါးရဲ့တင်ဂီတာနမိတ်ဖြစ်ပါတယ်ဒါမှမဟုတ်ဒီကာလနေမှာဒီကုမ္ပဏီဝန်ထမ်းအလုပ်တွေအစိုးရဝန်ထမ်းအလုပ်တွေလုပ်ကင်နေတဲ့အင်္ဂါသားသမီးတွေအတွက်ဆိုရင်မျောလင်းချက်တွေအပြည့်အဝရှိတာပေါ့အလုံးမှာယာတုတိုးခြင်းတွေဂျုံမယ်အလုံးမှာလာသာတိုးခြင်းတွေဂျုံတတ်တယ် မျိုးရဲစီးပွားရေးလောက်ကန်တွေကိုလှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်ဘူးလားအဲ့လိုမျိုးတွေးဆနေတဲ့အင်္ဂါသားသမီးတွေချင်းကျွန်တော်လှုပ်ပါလို့ပဲအကြံဉာဏ်ပေးနေတာပေါ့နော်အဲဘာဆိုနမိတ်ကောင်းတယ်ပေါ့ကံစားကံကြမ္မာနမိတ်ရာဆိုရင်နမိတ်ကောင်းတယ်ဒါမလို့တဲ့အလောက်ကန်နဲ့ပတ်သက်တဲ့ကံစားတာဆိုပြောပါစို့ရင်တော်တော်လေးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်ကောင်းတာနည်းနည်းကောင်းတာမဟုတ်အများကြီးကောင်းပါတယ် အာအလုံးနဲ့ပတ်သက်ရင်ဘာခက်ခဲတွေကြုံနေလဲကြုံနေတဲ့ခက်ခဲတွေဟာတိတိသာအဆင်ပြေသွားဖို့ရှိပါတယ်။ဒါနံပါတ်1ကငွေကြေးနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့သူကတက်တဲ့ဆိုတာနည်းနည်းလေးညံ့တာပေါ့နော်။ငွေကြေးကိုအကြောင်းပြုပြီးတော့လှုပ်ဆောင်နေတဲ့ကိစ္စတွေတော်တော်များများအဆင်မပြေဖြစ်နိုင်ပါတယ်။ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့စိတ်ကူးတွေငွေကြေးနဲ့ပတ်သက်တဲ့အကြံစီတွေ အကောင့်တွေပေါ်နေနေမှာအဲ့ဒီစိတ်ကူးအဟောင်းတွေအဲ့ဒါတွေကိုပယ်တဲ့စည်းရင်းနဲ့ထည့်လိုက်ပါငါငါဦးလေးအတော်စီမှာငွေချင်းနဲ့ပတ်သက်ပြီးတော့အကူအညီသွားတောင်းမယ်သို့မဟုတ်အထက်လူကြီးနဲ့ဒီမှာအကူအညီသွားတောင်းမယ်အဲ့လိုမျိုးကို့မှာအတွေးတွေရှိတယ်အဲ့ဒီအတွေးတွေကိုပယ်ပလိုက်ဟောစိတ်ကူးအစ်စ်တွေနဲ့အကောင့်တွေပေါ်တင်တယ်လို့အကြံဉာဏ်ပေးကြတာပေါ့ကွာလာကုန်ရင်ပတ်စံပေးစရာရှိတယ်အဲ့ပေးစရာရှိတဲ့ကိစ္စအတွက်ကိုကဒီမှာလုံးပန်းနေတာပေါ့ တော့ခုမှစိတ်ကူးလေးတွေရှိတယ်အဲ့စိတ်ကူးလေးတွေကမဖြစ်ဘူးမဖြစ်တဲ့အတွက်အဲ့ဒီဟာအတွက်အချိန်မပေးနဲ့အဲ့ဒါအတွက်အချိန်ကုန်မကန်နဲ့အဲ့တော့ငွေချင်းနဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်အကြံဉာဏ်ပေးချင်တာစိတ်ကူးအသစ်တွေအကြံစီအသစ်တွေနေရာအသစ်တွေပေါ့နော်အဲ့ဒီမှာအကောင့်ထဲပေါ်တင်တာကိုတွေးထားတဲ့အရာတွေတိုင်းမလုံးနဲ့အသစ်အသစ်စဉ်းစားပေါ့အထက်စဉ်းစားပေါ့ပြောချင်တာကတော့ဒီလိုလုပ်မယ်လို့စဉ်းစားထားတယ်အဲ့ဒီဟာရဲ့ကံတရားအရာ မဖြစ်နိုင်မဖြစ်နိုင်တဲ့အတွက်စိတ်ကူးအသည်အကြံစီသင့်တယ်ဆက်လက်ပြီးတော့အကောင့်တယ်ပေါ်တင်တယ်နောက်တစ်ခုကလူမှုရေးကဏ္ဍတွေပေါ့နော်လူမှုရေးကဏ္ဍတွေမှာကျတော့အင်္ဂါသားသမီးတွေကစိတ်သွားတိုင်း ကိုမပါတဲ့သဘောတက်ရောက်တာနံပါတ်1နံပါတ်2ကကိုယ့်ကိုလွှမ်းမိုးမဲ့လူကိုယ့်ကိုချုပ်ကင်မဲ့လူကိုယ်ဆိုးမဲ့မဲ့လူတွေနဲ့ပဲဂျုံနေရတယ်အဲ့တော့လူမှုရေးကဏ္ဍတာဆိုရင်အင်္ဂါသားသမီးတွေအတွက်နည်းနည်းလေးအခက်အခဲဖြစ်တတ်တယ်စိတ်တိုင်းမကြဘူးပေါ့နော် ရရောသူများစိတ်တန်းကြလိုက်ပြီးလှုပ်ပေးနေရတယ်ကိုယ်စိတ်တန်းကြမဖြစ်တာမျိုးလေးကြောင်းရတယ်တော်ရင်ကသားသမီးတွေရဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံတရာမှာနည်းနည်းအခက်အခဲလေးတွေကြောင်းရတယ်ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်ရတာဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိတ်မောလူမောဖြစ်ရတာမျိုးလေးတွေလည်းအင်္ဂါသားသမီးတွေဒီကာလမှာကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့ကျမအေးပိုင်းမှာကြတော့တိတိတသာကောင်းမွန်လာတာတိုးတက်လာတာမျိုးတွေကြုံရတယ်အဲ့တော့ကျမအေးနဲ့ပတ်သက်ရင်တော့စိုးရင်ကြမရှိဘူး ကိုအနေနဲ့ကျမ်းမာရေးညံ့နေတော့မှအဲ့ကျမ်းမာရေးဟာပြန်လဲပြီးတော့ကောင်းမွန်လာတာတို့တိုးတက်လာတာမျိုးဖြစ်သွားတာ။နောက်ပညာရေးကိစ္စပေါ့နော်။အင်္ဂါသားသမီးတွေပညာရေးကံတရာမှာကြတော့အဖြက်ဝင်တာပေါ့။အဖြက်ဝင်တတ်တာပေါ့။အနောက်ကျဲပေါ်တတ်တယ်။ပညာရေးနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့ဘလို့ဖြစ်တတ်လဲဆိုတော့အာဟိုမှာပညာသင်ပေါ်သင်ပဲ့အချင်းချင်းမသိမြတ်တာတို့မတဲ့တာတို့အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်။အဲ့တော့ကစိတ်မောလူမော စိတ်ညစ်တယ် စိတ်ဓာတ်တွေကြားတယ်ပညာဆက် ပြီးတော့သင်ကျင်သိမရှိဘူးအဲ့လိုမျိုးလေးတွေကြုံရတယ်ပညာရေးနဲ့ပတ်သက်ရင်တော့အဲ့အတိုက်ခံလေးတွေအခက်အခဲလေးတွေနည်းနည်းသတိထားရမှာပေါ့နော်နောက်ချင်းရောင်းနဲ့ပတ်သက်တဲ့ကံစားတာမှကျတော့ခွဲပလားထဲမှာငါးဝင်နေတဲ့နမိတ်ကြတယ်ဒီနမိတ်ကကျတော့အင်္ဂါသားသမီးတွေအတွက်အင်မတန်မှကောင်းတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်စိတ်ချမ်းသာစိတ်ချမ်းသာရုံမျှမကစိတ်ပျော်ရွှင်ရမယ်အိမ်တော်ရင်နဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်ဆေးစားကြောင်းလန်းကိစ္စ မင်္ဂလာကိစ္စတွေထူးထူးခြားခြားအောင်မြင်မဲ့ကံတာတာမျိုးတွေရှိအဖက်ဘက်ကနေအဆင်ပြေလာနိုင်တာပေါ့နော်ကံတာတာတော်တော်လေးကောင်းမှအဲ့တော့ဒီကာလတွေမှာကျွန်တော်တို့အင်္ဂါသားသမီးတွေရဲ့ကံတာတာမှာအကောင်းများပါတယ်နော်နောက်တစ်ခုကအင်္ဂါသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာလေးတွေရှိပါတယ်အနီရောင်ရဲ့အပြာရောင်ရဲ့ကောင်းပါတယ်အနီရောင်နဲ့အပြာရောင်ကိုဝတ်ပါစောင်းပါနောက်ကံကောင်းတဲ့အကျိုးပေးကောင်းတဲ့ နံပါတ်ပေါ့နော်အဲ့ဒါကတော့1စာ6စုံနောက်ပြီးတော့6စာ1စုံနံပါတ်တွေဖြစ်ပါတယ်နောက်မြတ်စွာဘုရားကိုအုံသီးစိတ်9စိတ်လှူပြီးတော့လူရဆူတောင်းမှာအင်္ဂါသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံစားတာအញ្ញံကိုက်တွေပြေပြောက်ခင်းစင်စေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးအပေါင်းလည်းကိုကြမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြပါစီလို့ဆူတောင်းမြတ်တာများယူရောမင်္ဂလာချမ်းနေလှိုက်လိုက်လဲလဲပို့တာပေးလိုက်ပါတယ်